ဒီနေ့မှာတော့နောက်ရသည်မှာအသေးထွက်လာမယ်ဘိုဘန်လေးချက်ရဲ့125កောင်မြောက်ဟီးရိုးသစ်ဖြစ်တဲ့ချစ်စရာဟီးရိုးလေးကျူရှင်းရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။ဒါဆိုရင် အသေးထွက်မဲ့မိတ်ရှိတို့ကဘယ်လိုမျိုးလဲသူ့ရဲ့စပယ်တွေကဘယ်လိုရှိနေမလဲဆိုတာကိုကျွန်တော်တို့အတူတူစလိုက်အောင်ဗျ။လက်တစ်ဖက်ကမီးအိမ်ကိုကင်ထားပြီးတော့အဲ့ဒီမီးအိမ်နာတဝိုက်မှာဆိုရင်တော့လိပ်ပြာတွေဝဲပြန့်နေတာကိုတွေ့ရပါမယ်။အဲ့တော့သူကလိပ်ပြာတွေနဲ့ဆက်ဆက်တဲ့ဟီးရိုးတကောင်ဖြစ်ပါတယ်။ သူ့ရဲ့ဘဝဆက်ကြောင်းမှာတော့သူဟာမီတောက်လက်ပြာတွေကိုစင့်ခွန်နိုင်တဲ့အစွမ်းကိုပိုင်ဆိုင်ထားပြီးတော့ခေတ္တရ rebel လမ်းမှာနေတဲ့ရှေခေတ်တရုတ်လူမျိုးတစ်မျိုးဖြစ်ပါတယ်။သူ့ရဲ့ပုံစံကတော့တရုတ်မလေးလိုလှပပြီးတော့ဘဝဆက်ကြောင်းကတော့ hero ထွက်တာနဲ့ကျွန်တော်တို့ alu gaming channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျာ။မတိကြသေးတဲ့လိသတင်းတွေအရဆိုရင်တော့ကျူချင်းဟာကျွန်တော်ရဲ့ဟီရိုကြီးချောင်ရဲ့ကောင်မလေးဖြစ်လာပါမှာဆိုပြီးတော့ထင်ချေးပေးနေကြတာရှိပါတယ် ဟီးရိုးဘွားစစ်ကြောင်းတွေကိုစိတ်ဝင်စားပြီးတော့အမြဲတင်ဆက်နေတဲ့ကျွန်တော်အတွေ့အကြုံရတော့အခုထွက်လာမယ့်ဟီးရိုးသစ်ကျူရှင်းဟာခြောင်ရဲ့ချစ်သူမဟုတ်နိုင်တယ်လို့ခြောင်နဲ့လည်းသက်ဆိုင်မှာမဟုတ်ဘူးလို့ခံမှန်းပါတယ်။အဲဒီတော့ခြောင်အထွက်ကတော့တနာစီရပါကျောင်းနေရဗျာသူမကြားရင်ပြတ်ထွက်ထွက်သွားပါဗျာမကြားရင်ဗျာစားရင်နာရဲ့လား ောကြားရူဗျာတော့မပြောရတော့တောင်းပါပါဗျာတောင်းပါပါဗျာတောင်းပါပါဗျာစစ်ကတော့ skate 2နဲ့တွဲပြီးတော့အလုံးလုံးမှာဖြစ်ပါတယ်ကျွန်တော်တို့က skate 2သုံးတဲ့အခါမှာတခြား skate တွေသုံးတယ်လို့တစ်ချက်တည်းနှိပ်ရတာမဟုတ်ဘဲနဲ့ skate 2ကိုဖိထားရမှာဖြစ်ပါတယ်အဲ့လိုဖိထားလိုက်တာနဲ့ကျူရှင်းရဲ့ပါဝါတွေတက်လာပြီးတော့ကျွန်တော်အခုပြရတဲ့နေရာမှာဆိုရင်တော့ သူ့ရဲ့လိပ်ပြလေးတွေဖြစ်စက်တွေကိုစုလို့ရမှာဖြစ်ပါတယ် A true vicious flame can endure the fiercest tempest စက်တွေကိုအများဆုံးအခု20လောက်အထိရအောင်စုလို့ရမှာဖြစ်ပြီးတော့စကေးတုံးသာရက်တာနဲ့ကိုစုထားတဲ့စက်တွေကကျူရှင်းကိုမန္နာဖြစ်ပြန်ဖြည့်ပေးမှာဖြစ်ပါတယ်သူ့ရဲ့ပတ်စစ်ကတော့ကိုကိုကိုမန္နာဖြည့်တယ်လို့အလွယ်သတ်မှတ်လို့ရပါတယ် အဲ့တော့ဗျာဒါဆိုရင်အတော်ပဲမန္တာဖနက်ဆက်เสียမလို့လို့တွေးလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုရင်တော့ skate 2တုံးတဲ့အချိန်ထွက်တဲ့ stand နဲ့မန္တာပြန်ပြေးတာထပ်တူကြနေမှာတော့မဟုတ်ပါဘူး။မန္တာကတော့တော်တော်လေးကုန်တက်ပါတယ်။ရန်သူကိုလက်ပြရင်းနဲ့ဖျန်းမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ဗလက်တီနာရဲ့စကေးဝမ်းနဲ့တော့ခက်ဆင်ဆင်တူပါတယ် ကိုကစေဝန်သုံးတဲ့အခါမှာဆိုရင်တော့အဲ့ဒီ area တွေမှာရှိတဲ့ enemy တွေစီကနေ movement speed ကို40ရာခိုင်နှုန်းကိုတစ်စက္ကန့်ကျော်ကြာခိုးယူมาဖြစ်ပါတယ်။ဆိုလိုတာကတော့ကိုက scale ဝန်သုံးတဲ့အခါမှာထိတဲ့ enemy ကနှေးသွားมาဖြစ်ပြီးတော့ကိုကတော့မြန်သွားมาဖြစ်ပါတယ်။ scale ဝန်သုံးတဲ့အခါမှာလည်းရန်သူပေါ်မှာလိပ်ပြောက်ပုံတံအမှတ်လေးတစ်ခုမှတ်มาဖြစ်ပြီးတော့ညာရင်များသလို magic damage တက်ရောက်စေมาဖြစ်ပါတယ်ဗျာ။ နံပါတ်၄ Skate 2 London Flair ခုနကပြောသလိုသူ့ရဲ့ Skate 2ကတခါရေနှိပ်ပြီးသုံးလို့ရတာမဟုတ်ပဲねဖိထားပြီးတော့သုံးရတာဖြစ်ပါတယ်အဲ့တော့ Skate 2သုံးမယ်ဆိုရင်တော့ Bora Skate 2ကိုဖိထားလိုက်တာ ਨੇ ကျူရှင်းကကင်နာတဲ့မီးအိမ်လေးကိုအဝေးကိုပြစ်လွတ်လိုက်မှာဖြစ်ပါတယ်သူပြစ်လွတ်လိုက်တဲ့မီးအိမ်ရဲ့အဲ့ဒီ area ကိုလည်းပတ်ပတ်လည်ရွှေ့လို့ရပါတယ်ဖုံးစံတိုင်းဖိထားတဲ့အချိန်မှာတော့ stat တွေစုလို့ရမှာဖြစ်ပြီးတော့ခုနကကျွန်တော်ပြောတဲ့ passive တွေတိုင်းအလုံးလုံးမှာဖြစ်ပါတယ် ဒါကအပေါ်ယံကိုပြောတာပါကျူရှင်းကစကေတူဖိထားတဲ့အချိန်မှာ enemy တွေကို damage သက်တိုက်ပေးနေမှာပါပြောရရင်တော့ Alice ရဲ့ ultimate လို့ဖြစ်ပါတယ်ကိုကစကေတူဖိထားပြီးတော့ stat စေကူပြည့်လာတဲ့အချိန်မှာတော့ Bora တို့က enemy တွေကိုကင်မြောင်းလို့ရနေမှာဖြစ်ပါတယ်အဲ့တော့တော်တော်လေးကြမ်းပါတယ် enemy ကိုတကောင်တည်းမဟုတ်ဘဲနဲ့နှစ်ကောင် သုံးကောင်အများကြီးကိုလည်းကင်ပေါက်လို့ရပါတယ် ။ကင်ပေါက်ခံရတဲ့ enemy ကတော့ stand နဲ့မိသွားမှဖြစ်တယ်လို့ damage တဲ့အထိမှဖြစ်ပါတယ်ဗျာ။ the flame တဲ့အခါမှာတော့ကျူရှင်းကဘလင်းခုံပြီးတော့လေဘောပြန်တက်သွားပါမယ်။အဲ့လိုပြန်တက်နေတဲ့အချိန်မှာတော့သူကရှီးတစ်ခုရရှိမှဖြစ်ပြီးတော့သူ့ရဲ့ပက်ပက်လယ်မှာလည်းဆက်ကွင်းတစ်ခုပေါ်လာပါမယ်။အဲ့ဒီဆက်ကွင်းနဲ့ရောက်နေတဲ့ enemy တွေကိုလည်း magic damage တက်ရောက်စေမှဖြစ်ပြီးတော့၃ရက်တည်းမှ5စက္ကန့်တိုင်းမှာ enemy တွေဘောကို stat တွေမှတ်မှဖြစ်ပါတယ်။အခုရှိတာကတော့ ultimate သုံးပြီးလေဘောပြန်တဲ့အခါမှာနယံနေတောင်းနေကိုကြော်ဖြတ်လို့ရနိုင်မှဖြစ်ပါတယ်။ အဲ့တော့ထွက်ပြေးဖို့ပဲ၃၃ရန်သူကိုအိမ်ဖို့ပဲ၃၃ ultimate ကအရန်ကိုအဆင်ပြေပါတယ် Thousand butterflies. All things moral and mundane don't have them. ကဲဒီလောက်ဆိုရင်တော့နောက်အစ်စ်ထွက်လာမယ့်မေရှိရိုဂျိုလေးကျူရှင်းအကြောင်းကိုသိလောက်ပြီးထင်ပါတယ်။ ထွန်းမင်းရဲ့အတိအကျသိရရင်လည်းအလူဂိမင်းမှာပြန်ပြီးတော့အသေးစိတ်အချက်လက်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးသွားမှာမို့စောင့်မျှော်ပေးကြပါအောင်ခင်ဗျာအဆုံးထိကြည့်ပြီးတဲ့တငယ်ချင်းတွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ and butterflies. A delicious wish upon a butterfly. Huh. Thousand butterflies.